င်္ဂလာပါကိုမင်္ဂလာပါကိုကျွန်တော် Friday City Media ပါကိုဟောဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုဟောပြုံးနိုင်ရတယ်မတင်ပါပဲဟုတ်ကဲ့ပါကိုကျွန်တော်တို့ကဟိုရဲ့တနေ့တာလှူရှားမှုလေးတွေကျွန်တော်ကအင်တာလာပြုခြင်းဖြစ်ပါလေကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါတော့ကိုလက်ရှိဒါမှမိတက်နေတဲ့အိမ်ပေါ့နော်ဟုတ်ကဲ့ပါအဲပထမတော့ဒီအိမ်ကိုစပြောင်းတာတလရှိပေါ့အိမ်ငါပေါ့ဟုတ်ကဲ့နောက်တော့ကြိုးစားနေတဲ့ဒီအိမ်လေးကိုသူဝယ်လိုက်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဒါဒါကျွန်တော်ဖျားစင်လေး ဟုတ်လားညာတိုင်းဖျားရှိခိုးတယ်အဲ့တော့ကျွန်တော်အားပေးတဲ့ပရိသတ်တွေမြဲမြဲမေတ္တာပို့တယ်ဗောနော်ကျွန်တော်တော့မာမီတက်ပါကျွန်တော်ရဲ့အနုပညာလှုပ်ရှားတာတော့ဘာပေါ့ဖာဝေးမောင်ဗောနော်အဲအခုလောလောဆယ်ပရိသတ်တီတာမာမီတက်ကျွန်တော်ဇက်ထဲမှာမင်းသားကတာဖာဝေးမောင်ဒါပေမဲ့မာမီတက်တော့ပုံနှစ်တက်သွားပါတယ်ပရိသတ်သဘောကြတာအခုလည်းဒါလေဒီမှာမာမီတက်ထုံးထားတဲ့ထိုင်းဒီဟာစူကြီးပေါ့လို့ကျွန်တော်လာပြောတာညာထိုင်းထိုင်းဒီစူကြီးပေါ့တယ်မင်းတို့ရုပ်တွေတားဘယ်လိုဖတ်မလဲဒီရုပ် ဟဲ့အဲ့လိုတော့မဟုတ်ဟုတ်ပြီးတော့မင်းသမီးကိုနိုင်ဘယ်လိုနိုင်လဲမနိုင်ဘူးဘာဖြစ်လို့ကျွန်တော်ကျွန်တော်ကြီးမှသားလေးဘုတ်ဆယ်ပေါ့ငါသားလေးကိုနိုင်ငံကျော်ကြီးတယောက်ဖြစ်တော့ညီတာဝန်ယူရမယ်ဘလောက်ကုန်ကုန်အေးငွေအကြောင်းကိုမပြောစမ်းပါနဲ့တခေါ်ရဲ့ဒီမှာငါကန်လိုက်တဲ့မင်းသားရင်းရလေးမကြည့်တဲ့လူမရှိဘူးလက်ရောင်လိုက်တာပေါ့ထွားသွားတာအောက်တန်းစားလို့တားမြင်လိုက်မြင်သွားပြီနော်ဒါအောက်တန်းစားဖြစ်သွားပြီအဲ့ချိန်မှာတား ငါ့ကိုတချင်ကနှိမ်ခဲ့ပါလားဆိုပြီးတော့ဒေါသနဲ့သူ့ကိုကြည့်ပြီးတော့လေနင်လားဟဲ့ငါ့ကိုနှိမ်ခဲ့တာကျွန်တော်နာမည်ကတော့ဆရာမမီသက်ပေးထားတဲ့ငလမပါစတဲ့မှာကရဲ့နာမည်ကတော့လာရောင်ပါအိမ်လုံးရဲ့သူ့ပစ္စည်းတွေကြီးပဲခက်ပါလေဒါလေးလာပါဦးအမလေးပေါင်ဆန်ရှာလို့ခွေးပေါင်ဟာလားအပေါင်မထောင်လားအပေါင်ကတိုက်မှာတိုက်တယ်လေဟဲ့မတိုက်နဲ့အပေါင်ထောင်ပါလေခုရဲ့ချက်ချက်လေးဘယ်တော့ပေးရမလဲ၈တောင်းအော်၈တောင်းလားပေးလိုက်လေ၈တောင်း တမီးလေးပြီးသွားမယ်နော်မမီတက်စကားနားဆောင်နော်မမီတက်ဟောင်းဘာမှပြန်မပြောနဲ့နော်တီထောင်နာကျွန်တော်တော့ဒီလိုပဲကျွန်တော်ကြတော့ကိုခေါင်းဆောင်မင်းသားအနေနဲ့တင်းများဇက်ထဲမှာအဲ့လိုပေါ့ဟိုဘလို့ကတာဆိုတော့ကျွန်တော်ဇက်နာမည်ပြောလို့ဆိုအများကြီးပဲဒါပေမဲ့လက်ရှိလောလောဆယ်ကျွန်တော် 哦ပရမအုံးဆုံးပန်ညာဝင်ရုံဇက်ပေါ့အဲဒီမှာကျွန်တော်စကားခဲ့တဲ့မန္တလေးအဲဒီကနေပြီးစကားစကားစကားပြီးတော့မှအခုလောလောဆယ်ကျွန်တော်ဒီနောက်ဆုံးပိတ်ရတော့ကျွန်တော်ဟိုရွှေမြို့တော်ပေါ့နော်မုံရဇက်ပေါ့အဲအဲ့ဒါကနေတဲ့အချိန်မှာပဲဒီကိုဗစ်တွေပါဖြစ်သွားတာပေါ့အဲဒါကြောင့်ကျွန်တော်ရက်နာလိုက်တာပေါ့ခဏပေါ့နော်ဟုတ်ခံစားမှုကတော့ပီတိပေါ့ဗျာနော်ကိုလှုပ်တဲ့အရာကိုပြိတ္တလက်ခံတယ်ဆိုတော့ပီတိဖြစ်တာပေါ့ပျော်ရွှင်တာပေါ့အဲ့ဒီပုံမှာကိုရီးယားပြိတ္တကို ဒီထက်မကောင်ဘာတွေတင်ဆက်ပေးနိုင်မလဲဘာတွေပြိသက်အလူကြောင့်အောင်လုပ်ပေးနိုင်မလဲဆိုတာကိုပဲကျွန်တော်တို့ကအိုင်ဒီယာတွေအမျိုးမျိုးတွေးတောပေးရမှာပေါ့နော်အဲ့တော့အဓိကတော့ပြိသက်ကျေစုကြောက်ပါမာမီတက်တို့ငလမတို့ဆိုတာကကိုယ့်ရဲ့စူးစမ်းမှုကဒုတိယပါပြိသက်အားပေးမှုကပထမပါဒါကြောင့်ပထမဦးဆုံးပြိသက်ကိုပဲကျွန်တော်တို့ကျေစုအထူးတင်ရှိရမှာပေါ့နော် တဲ့ကားလေးကဝိမုံရှိရောင်းသလိုရောင်းမှာပေါ့မရဲ့ဝိမုံရှိကဘလို့ရောင်းတာလဲ။ तू อ่ะအဲ့ဒီကားလေးမှာဖယဲတီးကိုတချင်းနဲ့ရောင်းတာနော်။ဟုတ်လား။ဟုတ်တယ်မရဲ့။အမေရောင်းရပါဦး။ဖယဲတီးချိုလေး။ဖယဲတီးစိတ်ချိုလေး။ငါဖြစ်ချင်တာဖားတယ်လေ။ငါဖြစ်ချင်တာဖားတယ်။တက်စားအခုဘယ်နဲ့သိကုန်ပြီလဲသိမ့်မမကုန်ဘူးမေသိမ့်မမကုန်ဘူးဟဲ့ဘာဖြစ်လို့ပြတ်တယ်ပြတ်တယ် ီးရဲတိတွေအကုန်လုံးကြိုက်ပြီးတိုက်ပြီးဘလို့ဖြစ်တာလဲကိုချက်ကတမီးစီယာဝယ်စားတာခဲစိတ်ချိုးလာတဲ့တမီးကလည်းချိုးမချိုးကြိုက်ကြည့်လို့ပြောလိုက်တာအဲသူအကုန်ကြိုက်သွားတယ်ကြိုက်လဲကြိုက်ပြီးတော့ဒသိမ်းမှမချိုးလို့ပတ်စံတရားပြီးသွားတယ်ကောက်ပါပြီအဲ့ဒါဒီလိုပါ ကိုရှိခေါင်းနဲ့ကျွန်တော်နေရတော့လုံးဝဟိုပေါ့ညီကိုတွေသူတို့တောက်ညီကိုတို့တော့ပြောလို့ရတယ်နော်အဲ့တော့အခုလဲသူလဲသူ့လို့သူလို့ကျွန်တော်လဲကျွန်တော်လောတယ်ကျွန်တော်လို့ကျွန်တော်ကျွန်တော်ကနှစ်ဆိုင်ခွဲလိုက်တဲ့သဘောပေါ့ကိုကျွန်တော်ပထမတော့သူမာမီတက်ရဲ့ခေါင်းကြီးအောင်မှာရွှေခိုးဆိုပြီးသူကျွန်တော်နဲ့အတူတူရိုက်တယ်ပေါ့နော်အဲ့တော့နောက်ခါကျတော့သူနဲ့ကျွန်တော်တမ်းပြီးလို့ခဲ့အခု ခဏလေးရွှေခိုးဆိုပြီးတော့ဗောနော်ဟိုတော့ဗောဆိုင်းမုတ်တစ်ခုနဲ့ဗောသူကဒဇင်ထောင်ကျွန်တော်ကမာမီတက်ဆိုပြီးကျွန်တော်ကလေးနဲ့တမျိုးလေးအဲ့လိုခွဲလိုက်မယ်ဗောနော်ဟိုအဓိကကတော့မာမီတက်ဆိုတဲ့ဒီဗောလောင်းရည်ကြီးပြိသွားမှာဆိုလို့အဲသူလည်းသူတန်းလန်းနဲ့သူဗောအဲအဲ့လိုလေးသွားစီခြင်းတဲ့သဘောနဲ့ကျွန်တော်တို့ညီကိုညောက်ကအဲ့လိုခွဲလိုက်တာဗောဒါပေမဲ့အလုံးလုံးမဲ့သူရောကိုပါမ ရမယ့်အလို့ဆိုရင်တော့သူ့ဘောကိုတခါပြန်စုံပေါ့အဲအဲ့လိုသဘောလေးပေါ့ဟုတ်ကဲ့အခုကျွန်တော်ဟာသဇလန်အပြင်ကိုကျွန်တော်ဒရမာပေါ့နော်ဇလန်နေကျွန်တော်ရိုက်နေပါလဲကျွန်တော်ကဇမင်းသားဖြစ်တဲ့အတွက်တချို့ဆိုလို့ရှိရင်ဟိုကျွန်တော်ဇမင်းသားမှမသိဘူးပေါ့ကျွန်တော်ကလည်းအဲ့လိုတရုပ်ဆောင်တဲ့အခါမှာကျွန်တော်ကဇက်မူတွေမယူဘူးပေါ့နော်ဘာဖြစ်လဲဇက်ဆိုတာဇက်ခုံပေါ်မှာပဲအဲ့ဒီမူကကောင်းတယ်ဒီအပြင်လောကဒီလိုဖန်သားပြင်ကြတော့ဇက်မူကြတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တချို့ဇမင်းသားမှမသိဘူးအဲအဲ့လိုပုံစံလေးရှိတယ်အဲ့တော့ကျွန်တော်ကအဲ့အချိန်မှာ ကိုကျွန်တော်ဇမင်းသားပါဆိုတာကိုကျွန်တော်ကဒီဇလန်းလေးနဲ့ကျွန်တော်ချပြအောင်မယ်နောက်တစ်ခုကကျဒရာမာပေါ့ဒရာမာဆိုပမ်းမပြူတဲ့ဥယင်မှုပေါ့အဲအဲ့လိုပေါ့နေသားပညာပေးဇလန်းလေးဒီနောက်တစ်ခုကကျတော့ဒီအရက်တောက်တဲ့အရက်သမားအဖေတယောက်ကိုပညာပေးပေါ့အဲအဲမျိုးစုံပေါ့နော်အဲ့လိုလေးအချစ်ဇလန်းအများကြီးခြံအောင်ပါအာအာပေးပါပြင်ပြင်ပေးပါအောင်နော်ဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအဲ့ဒါလေးပြောပြခြင်းပါတယ်ပေါ့နော် ဟိုစူးစမ်းမှုတိုင်းမှာတော့အခက်အခဲတွေအများကြီးရှိတယ်ပေါ့ကျွန်တော်ဆိုဘလောက်တိခက်ခဲခဲလဲဆိုရန်ကုန်ကိုကျွန်တော်ဆက်ဆက်တက်လာတော့ညီကိုနှစ်ယောက်ပေါ့နော်သူအဲ့ဒါညီလေးတို့တွေဘာလုပ်ရင်ကောင်းမလဲဒီအမှုပညာအလုပ်ကိုတော့လုပ်ချင်တယ်ဒါပေမဲ့ဆယ်လီဖြစ်ဖို့ဆိုတာမလွယ်ဘူးလေပြိတက်ကြိုက်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့ကျွန်တော်ညီကိုကဘာလုပ်တုံးဆိုတော့ကျွန်တော်တို့အမေပေါ့စပွဲတို့ဆိုင်မှာစပွဲတို့လိုက်လျှောက်ကြတယ်နောက်ပြီးတော့ကျွန်တော်တို့ဟိုတယ်မှာဆိုဟော့ကီပင်ပေါ့နော်အဲ့လိုပေါ့အဲ့ဒါအလုပ်တွေကျွန်တော်လိုက်လျှောက်တယ်နောက်ပြီးတော့ဆက်ကျူရီပေါ့ကျွန်တော်တို့အကုန်ပေါ့ဗျာကျွန်တော်လိုက်လျှောက်တာ အဲရှောင်းရှောင်းရှောင်းအဲ့ဒီမှာခါပေါ့တနည်းကို9000လားမသိဘူးเนาะအမကားမှာကျွန်တော်စက်ယုံကြအထည်ကြပေါ့အဲ့ဒီမှာအထည်ကားတွေကျွန်တော်လိုက်ပြီးတော့3-4လောက်ကျွန်တော်လိုက်လောက်ရသေးရဲ့အဲ့လောက်ပြီးတော့ကံမဖြစ်ဘူးငါတို့ငါငါဝါသနာပါတဲ့ဟာတာလေးတွေငါဝါသနာပါတဲ့ဇလန်လေးရိုက်ချင်တယ်ဆိုပြီးတော့အဲ့နဲ့မာမီတက်ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်တာတပုတ်ကိုအမရိုက်တဲ့ပထမတပုတ်မပေါက်သေးဘူးနောက်ဒုတိယတပုတ်မှာလေး ဟိုပရိသတ်တွေရှင်နေရောက်သွားတာဗောနော်ဟိုဟိုတစ်တော့မှာပေါက်သွားနော်ဟိုဒန်နီဝဲတွေကြီးတွေဝဲတွေဗီဒီယိုခန့်ပြတ်တွေဝဲလေးဗလာဆောက်ခန့်တွေဝဲတွေအဲ့ဒီအဲ့ဒီဥစားလေးကနေအချောင်းမပုံပေါက်သွားတော့ဟာဝမ်းတာဝါအဲ့မှာကျွန်တော်ဖိလို့တော့ကျွန်တော်တို့လက်ထဲမှာပတ်စံညီကိုနှစ်ယောက်ပေါင်းတော့တပေါင်းမရှိသေးဘူး9000တော့မရှိသေးဘူးအဲ့တော့ကျွန်တော်တို့က ဘလောက်လိခက်ခဲလဲဆိုအဲ့အဲ့တော့အဆိုင်ဖြစ်နေပြီနော်ကျွန်တော်အဆိုင်နေဖြစ်နေရင်းနေပူပြီးတော့လေဒီကထအဆိုင်နေရဖြစ်ကိုမဲ့ဆေးဘူးကလည်းမရှိထမင်းဆိုတော့လည်းတဲ့မသူ့ချင်းနေသူမစားရအဲ့တော့ဒီ9000ကငါဆေးဝယ်တော့ရမလားထမင်းဝယ်စားရမလားဘာလို့ရမလဲဒီရိုက်ကူးရေးအတွက်ပဲဆိုင်ငယ်စီဘူးတော့ရမလားဆိုဒီရိုက်ကူးရေးအတွက်ပဲ ဆိုင်နေစီဘူးဖြစ်တော့အဲ့လိုပဲရဟိုက်အဲ့ကျွန်တော်မှဆိုအဲ့ဟိုကရော့ပွဲလို့ပြီးတော့အုံဒီဘူးတော့မရှိဘူးမရှိတော့အဲ့ဒီဟိုဘာတော့ဟိုဘကဟိုဘကရကွာနော်အဲခလီလီတူစုံပတ်ပတ်စံ200ပေးတဲ့ရတူတူရှိရ200ကျွန်တော်ရ300ပေါင်းပြီးတော့မှအဲ့ကရော့ပွဲတပွဲဖြစ်ဖို့ရတော့ဇလန်းနဲ့ပါဖို့တော့အဲ့လိုအခက်ခဲတွေအများကြီးလောက်ရတာပေါ့ဗျာအဲ့ဒီအချိန်မှာဘာကန်ကန်ဝါလဲဆိုတော့ကျွန်တော်တို့အမေကြီးလေးတို့ဟိုအစ်တီမတို့အမေလေးနော် အဲ့တော့အဲ့အဲ့ဒီအမေကြီးဆိုလို့ကျွန်တော်တို့ကတားတယောက်လိုပဲစီစောက်ရှောက်ပြီးသူတို့အိမ်လေးမှာပဲကျွန်တော်ရိုက်ခဲရိုက်ခဲအဲ့ဒီကအဲ့ရကြီးကိုလေးကြီးလေးတွေရလဲအကုန်လုံးကျွန်တော်စပွန်ရင်းပေးအဲ့ရနေမာမီတာဆိုတာဖြည်းဖြည်းပြိတက်တိလာပြီးတော့အခက်ခဲအဲ့လိုကြော်ခွပြီးကြော်လွှားခဲ့ရတာပေါ့နော်ဟုတ်မရှိတဲ့ဘဝဆရတာပါကျွန်တော်တို့ဘဝတော့ဟုတ်အခက်ခဲတော့ရှိခဲ့ပါတယ်ပေါ့နော်မာမီတာဇလန်းရိုက်တော့ဆိုလို့ရှိရင်နောက်ကနေကိုကစပွန်ရင်းပေးရေပေါ့နော်စပွန်ရင်းပေးပြီးတော့ မမီတဲ့နောက်ကဖုန်းကင်နဲ့ဖုန်းကင်နဲ့ကောင်းလေးပေါ့နော်ဖုန်းကင်နေတော့ရိုက်ပေးနေတော့ကိုယ့်ရဲ့ဖုန်းတော့ကြပြောက်သွားသေးတယ်အဲတုန်းကဖုန်းဖုန်းလေးလည်းကြပြောက်ခဲ့ဘူးတယ်နောက်ပြီးတော့မမီတက်ကနေပြီးတော့ငလက်မကိုညီလေးလည်းရိုက်ဆိုပြီးတော့ပြောလို့အဲ့ဒါငလက်မရိုက်လိုက်တယ်ပေါ့နော်ပထမတော့မရိုက်ရဲဘူးနည်းနည်းရှက်တယ်ပေါ့နော်အချောက်ကင်နဲ့ရိုက်ကားဆိုတော့အဲ့ဒါမမီတက်ကမရှက်နဲ့ပါရှက်စရာမလိုဘူးဒါအနုပညာကိုယ့်ရဲ့အနုပညာကိုပြည်သက်ကိုချပြတာကိုယ်လည်းဇမင်းသားတစ်ယောက်ပဲဆိုပြီးတော့ရှက်စရာမလိုဆိုတဲ့မမီတက်ရဲ့အားပေးမှုတွေနဲ့ငလက်မတို့ဒီအခုပေါ့နော်ဟိုပြည်သက်ကိုအမေ လမရီမာမီတက်တွေဟာသားဇလန်လီတွေကိုပြိတက်ကိုချပြရတာပါအခက်ခဲတော့ရှိခဲ့ပါအများကြီးပါပဲဘယ်လိုတော့မရှိဘူးเนาะစပွန်ဆာမရှိဘူးကျွန်တော်တို့ကကိုတူးကိုချုံပြီးတော့ပေါ့လောက်ရတာပေါ့เนาะကိုတူးကိုထကိုစနစ်အတိုင်းပဲပေါ့စပွန်ဆာရေလို့တော့မရှိဘူးဘာဖြစ်လို့မရှိဘူးလဲဆိုတော့ ကျွန်တော်တို့ကလည်းအမှုပညာပဲဒီဇိုက်တမလုပ်နေတဲ့အခါမှာစပွန်ဆာဆိုတော့သူတို့ရဲ့အလွယ်တကူဖြစ်တာစပွန်ဆာပေါ့တကယ်တော့ကိုယ့်ကိုချစ်ခင်မျက်နှာလို့ကိုယ့်ရဲ့အမှုပညာပံ့ပိုးတဲ့သူတို့ပြောရမှာပေါ့နော်အဲအဲ့လိုပံ့ပိုးတဲ့သူကြတော့မနှမ်းပြောင်းတော့မရှိသေးပါဘူးကျွန်တော်တို့အခုကျွန်တော်အခုအလုပ်လေးကိုလုပ်တယ်ကျွန်တော်အခုရိုက်လို့ရတဲ့ကြော်ညာကလေးနဲ့ကျွန်တော်အခုကုံတဲ့ဥစ္စာလေးနဲ့ပေါ့အဲပထမဆိုအိမ်ငားတယ်အိမ်ငားဆိုတော့လေဟိုကအိမ်ငားကပေးတာနဲ့အဖွဲဥဖွဲသားလေးတွေသူပေးတာနဲ့သမင်းချက်ပြုတ်စားတော့တာနဲ့ဟိုလိုအပ်တဲ့ဟာအုပ်ကားလွင်ကားငားတာနဲ့ပေါ့နော် အဲ့တော့အဲ့လိုလေးအကြောင်းအဲ့လိုလေးနဲ့ပဲလဲပတ်နေတာပေါ့နော်ကျွန်တော်တို့မှာစုံစမ်းစာစာတော့မရှိသေးပါဘူးဒါပေမဲ့စူးစမ်းအောင်ပါပေါ့နော်ဘာလို့သူများကိုဟိုဘယ်လိုပြောကိုယ့်ရဲ့အမှုပညာကိုချစ်တဲ့စိတ်နဲ့ပံ့ပိုးခြင်းအောင်ကိုယ့်ရဲ့အမှုပညာကို support ပေးခြင်းအောင်အဲ့အဲ့လိုမျိုးဖြစ်အောင်တော့ကျွန်တော်စူးစမ်းရအောင်ပါပေါ့နော်ဟုတ် အဲ့ဒါတော့ရှိပါတယ်ရှိခဲ့ဆိုကျွန်တော်ကကြတော့ဟို Z ကတွေကကျွန်တော်ဟိုဒီ MTV ဇလန်းနေကျွန်တော်ရိုက်ရရိုက်တာပဲပေါ့နော်အဲ့တော့ဟိုဇလန်းနေဘာဆိုလဲကျွန်တော်ဟိုရိုက်ဖို့ရတော့ဟိုတခါချောင်းတာမှာနော်ဇလန်းရိုက်ဖို့အတွက်အဲလမ်းခေါ်သေးတယ်ပေါ့ကိုမြင့်မြတ်တို့နဲ့လမ်းခေါ်ပြီးတော့ဒိုင်တာတို့ပြင်းငင်းတီဟာနေပေါ့နော်ဟုတ်တယ်ဟုတ်တယ်မလားဟုတ်တယ်နော်လမ်းခေါ်အဲ့တော့လည်းဟိုကျွန်တော်ဘက်ကဟိုတမကုတ်အခွင့်အရေးကောင်းတစ်ခုပေါ့ဒါပေမဲ့အဲ့ဒါတစ်ခုကျွန်တော်လက်လွတ်ဆုံးရှုံးသွားတယ်ပေါ့နော်ဆုံးသွားဆိုတော့လည်းကျွန်တော်လည်းဒီဘက်မှာဟိုကြော်ညာကြီးကလည်းဇက်တိုက်လက်ခံတာဆိုတော့အဲ့ဒီကိုသွားလိုက်ကျွန်တော် ော်ဒီဘက်ကဟာပြန်ရောရမှာလေအဲ့တော့ပြန်ရောမှာဆိုကျွန်တော်မှလည်းစိုက်ရောရမယ့်အနေထားလည်းမရှိသေးဘူးအမှန်ဆိုကျွန်တော်မှစိုက်ရောနိုင်နေဆိုရင်ကျင်းတည်ကျွန်တော်ဆက်ကြောင်ညာဆင်ယူထားတဲ့စိုက်ရောပြီးတော့ကျွန်တော်အဲထောင်းတာကိုကျွန်တော်ဒိုးလိုက်တယ်ဘောတော့ကိုယ်ဘဝတက်လန်တစ်ခုတည်းဒါမဲ့စိုက်ရောနိုင်အင်အားမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်မသွားလိုက်ရအောင်ကျွန်တော်ဒါပဲပြန်ရလိုက်ရတယ်ဘောအဲ့နောက်အခွင့်အမ်းကြုံရင်တော့အဲ့ဒီ ပဲရုပ်ရှင်အဲ့ဒီဘက်ကို platform ဘက်ကိုကျွန်တော်ကူးဖို့ရှိပါတယ်ပေါ့နော်အဲ့တော့လဲကျွန်တော်မှဘယ်လိုပြောလဲအနုပညာဝန်းစာတွေပေါ့ဒီထက်မှကကျွန်တော်ထပ်ဖြည့်ပြီးတော့ဟိုဘယ်လိုပညာရှာရအောင်မှာပေါ့ဟုတ်ဟောဝန်းသာပီတီကတော့ဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်အကုန်လုံးလဲပတ်သွားနိုင်ရှင်တော့ဝန်းသာပီတီဖြစ်မိပါတယ်ပေါ့ဒါပေမဲ့လဲဘယ်လိုပြောမတော့ဟိုပေါ့အားလုံးဝန်းသာမဲ့အတိုင်းအတာတစ်ခု ဖြစ်မှာပဲကျွန်တော်လဲဟို တရားရာခိုင်နှုန်းပျော့မှာပေါ့လीเนาะဒါကတော့ဒါဟိုပြောပြတာပေါ့เนาะအဲ့တော့ဘာဖြစ်ဖြစ်ဘာဘယ်လိုပဲဖြစ်ဖြစ်ဟို900တန်သမီအစင်ပြေတယ်ဆိုရင်ကျင်တ်ပါတယ်ဒါဒီလိုပါပဲအဲ့တော့ကျွန်တော်တို့လည်းဒီ channel K လား channel 9ပါလားတွားရိုက်ထားရည်เนาะ channel K channel 9ဘယ်နှထုတ်လို့ရှိ10ထုတ်လား8ထုတ်လားဘုံဘုံမှာ3ထုတ်ဘုံမှာ4ထုတ်အော်ခုနှစ်ထုတ်ပေါ့အဲ့ channel K လို့ channel 9လို့မှာတွားလို့ရိုက်ထားသေးတယ်အဲ့ခုနှစ်ထုတ်ပေါ့ကျွန်တော်မာမီသက်ဇလန်းနေရောပေါ့ဟုတ်အဲ့အဲ့ဒီမှာတော့အဲ့လိုလေးတော့နည်းနည်းအခွင့်လန်းလေးတော့တွားရတာပေါ့ဟုတ် အဲ့ဒီတော့အစင်သစ်ပါပဲအစင်သစ်ပါမယ်ဆိုတော့ကျွန်တော်လည်းဒီအလုံးနဲ့ပဲလှုပ်ရှားနေရဆိုတော့ကျွန်တော်တော့ကတော့ဘယ်လိုပြောမလို့တကုတ်တကန်ရင်တော့ ဖြစ်မနေတော့ဘူးလေအဲ့တော့ကျွန်တော်လည်းအခုကျွန်တော်ကိုယ်တိုင်ပဲအခုဒီမှာမာမီတက်ဆိုတဲ့မာမီတက် group မာမီတက်ဦးစီးတယ်ဇလန်းဇက်ညွန်းအကောလုံးအတစ်ဆက်တာအစားကျွန်တော်ကိုယ်တိုင်ဦးစီးတယ်ဇလန်းဆိုလေကျွန်တော်ရဲ့ကိုယ်ပိုင်ဇလန်းနေကျွန်တော်ကိုယ်တိုင်တွေးတော့တယ်ကျွန်တော်ကိုယ်တိုင်ရေးသားတယ်ဇက်ညွန်းဇလန်းပေါ့ဟိုရိုက်ရတဲ့ဒါရိုက်တာကိစ္စတွေရော အကောလုံးကျွန်တော်ပဲဦးစီးပြီးလောက်ရတာဆိုတော့ဟိုအဲအကဲအဲ platform ဘက်ကနေအဲပေါ့ရုပ်ရှင်ဘက်ကနေတော့ကိုကျွန်တော်ကိုကန်လန်းဆက်သွယ်မယ်ဆိုလို့ရှင်လေကျွန်တော်ကဟိုဘယ်လိုပြောမလဲကျွန်တော်တော့အဆင်သင့်ပဲပေါ့နော်အဆင်သင့်ပဲဆိုတာကဟိုကျွန်တော်ကဒီလုပ်ငန်းပေါ်မှာ င်တလေးတစနဲ့ကိုကိုနိုင်လေးလေးလက်လက်နဲ့လိလာထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့သွားဖို့ရတော့အဆင်သင့်ပဲပေါ့ဟုတ်ပါပါအာပရိသတ်တတိထားမိတဲ့စကလုံးလေးဆိုရင်တော့ဒီစကလုံးလေးပေါ့နော်အဲ့လိုမဖြစ်စေအောင်အဲ့လိုမဖြစ်အောင်အဲ့လိုပတော်အမဖြစ်စေအောင်ဩရပါပြီအမေရဲ့ဒီမှာမသားမိုင်းဟိုမှာအင်တာဗျူးနဲ့ဘယ်လိုဖြစ်နေကောင်မအမလေးကိုရိုက်လိုက်တာလဲနိုကင်ဆာလည်းဖြစ်ကောက်အောင်အဲအဲ့လိုသဘောတရားလေးပေါ့နော်ဟုတ်ကဲ့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 မိုက်တားပြောတာအဲ ဟောပါဗောအဲကျွန်တော်ဆိုတစ်တော်လေးတစ်ခုဆိုเนาะအဲ့ဒါဟိုနေနေနေမိကျွတ်နေဆော့တာအဲ့ဒါဒီလိုလေးပြောရတယ်တမီအမေညာအိမ်မက်မက်လည်းသိလားဘာမက်တာလဲမီညာအိမ်မက်ထင်းပါလေရှောက်ချိုင်းညောက်က အမစ်ရှိကိုလာပြီးတော့တကားကြီးကိုလာပြီးတော့အမေကိုဘာမှလုံမသွားဘူးဘာမှလည်းပြောပြလားမီရဲ့အဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ပါအခုကျွန်တော်လာရောက်မေးမြန်းပေးတဲ့ Flying City ဒီပေါ်တော့အဲမီဒီယာကြီးကလည်းဒီထက်မကကြည့်ပါပါစေကြည့်တတ်ပါစေပေါ့ရောက်ပါစေနောက်ပြီးတော့ကျွန်တော်ကိုအားပေးတဲ့မြန်မာနိုင်ငံအနေနဲ့အရရကပြည်သက်တွေတယောက်ချင်းစီတူကြီးစီတိုင်းကိုမမ်မီတက်ကျေးဇူးတင်ပါတယ်မမ်မီတက်ရိုက်တဲ့ဇလန်တိုင်းမမ်မီတက်ရိုက်တဲ့ဟာတာတိုင်းဗီဒီယိုတိုင်းကိုမငီးမညူလိုက်ပေးကွန်မန့်ရေးပြီးအားပေးကြတဲ့ပြည်သက်တွေအကုန်လုံးကိုမမ်မီတက်ကျေးဇူးတင်ပါတယ် နိုင်ရောက်လာပြူးပေးတဲ့ Flying City Media ဒီထက်မှတ်ကအောင်မြင်ပါစေဒီထက်မှတ်ကပြည်သက်ရဲ့ရှင်ထဲမှာရောက်တဲ့ Flying City ဖြစ်ပါစေလို့ကြောင်းပြလိုက်ပါတယ်။နောက်ပြီးတော့မမီတက်တို့ငလမတို့ရဲ့ဟာတာဇလန်နဲ့ဒီထက်မှတ်ကစမ်းတဲ့ဇလန်လေးတွေကိုပိတ်မှတင်မှဖြစ်တဲ့အတွက်စောင့်ကြည့်ပေးကြပါအောင်လို့ဖိတ်ခေါ်ပါရခင်ဗျာ။ဟုတ်ကဲ့ပါ။အဲ့တော့မမီတက်ရဲ့ page ကဖာဝေးမောင်ပါအင်္ဂလိပ်လိုဖာဝေးမောင် page ပါအဲ့တော့အဲ့ဒီ page မှာလည်း like and follow လုပ်ပြီးတော့ like ရအားပေးကြပါအောင်ခင်ဗျာ။အဲ့တော့ YouTube လေးဖွင့်ထားတယ်နော်မမီတက် YouTube ကမမီတက် Fanny ဆိုတဲ့ YouTube လေးဖွင့်ထားပါတယ်။ နော်မာမီတက်ဖန်ဒီနော်မာမီတက် official youtuber official youtuber တချို့ကြတော့လဲပေါ့နော်ဒီလိုနည်းနည်း account တူတွေရှိတယ်အဲဒါမဲ့တေချာလေးလာပြီးတော့မှမာမီတက်ရဲ့ page မှာတင်ထားတယ်တေချာလေးလိုက်ပြီးတော့မှအားပေးပါအဲတော့အားပေးတဲ့ပရိသတ်တွေအကုန်လုံးလဲမာမီတက်အလဲခေါ်ပါတယ်မာမီတက်လက်ရှိရန်ကုန်ရှိတာပါမှနေပါတယ်ခမရနော်အဲ့တော့လမ်းလဲပါဖုန်းဆက်ပါရပါတယ်ခမရ